Chrome browser ကဖုန်းတိုင်းမှာရှိပါတယ်နော် Android ဖုန်းတိုင်းမှာ Chrome browser ရှိပါတယ်ဒီ Chrome browser မှာရှိတဲ့ setting တချို့ကိုလုပ်ရင်ဖုန်းအားကြာရှည်ခံတယ်ဆိုတာတော့လူတိုင်းမသိပါဘူးဟုတ်ပါတယ်ဒီ Chrome မှာရှိတဲ့ setting တချို့ကိုလုပ်ချင်အပြီးဖုန်းအားကြာရှည်ခံပါတယ်ကဲအချင်းမစောပန်းတဲ့ဒီဗီဒီယိုကိုစလာရအောင် setting တွေကိုလုတ်ဖို့အတွက် Chrome browser application တက်ကိုဝင်မယ် Chrome browser application တက်ကိုဝင်ပြီးနော်ကျွန်တော်ဒီမှာ line ၃ခုရှိရဲ့ဒီကောင်ကိုနှိမ့်လိုက်မယ်ဒီမှာ setting ကိုနှိမ့်လိုက်မယ်နော် စရင်ကိုနေပင်ကျွန်တော်အောက်ကိုဆွဲသွားမယ်ဒီမှာဆိုရင် privacy and security ဆိုတဲ့အကောင်နင်းလိုက်မယ်နော်ဒီကောင်နေပင်ကျွန်တော်နည်းနည်းလေးအောက်ကိုဆွဲသွားမယ်ဒီမှာ safe browsing ဆိုတဲ့ဟာကိုနေမယ်နော် standard protection နေရာကနေ enhanced protection နေရာကိုပြောင်းရမှာဖြစ်ပါတယ်ဒီကောင်ကိုပြောင်းခြင်းအပြင်နော်ကျွန်တော်တို့ chrome browser ကိုလုံလုံချုံချုံတုံးလို့ရတယ်နော်သင်က chrome မှာရှိတဲ့ website တွေကိုရှောက်ရှောက်ဝင်လဲနော် တင်ဖုန်းမှာဗိုင်းရပ်စ်တွေဝင်ပါတယ်နော်အဲဗိုင်းရပ်စ်တွေကြောင့်ဖုန်းအမခံတဲ့ပြဿနာဖုန်းဟန်းဖြစ်တဲ့ပြဿနာဖုန်းဟက်ဖြစ်တဲ့ပြဿနာဖြစ်တတ်ပါတယ်နော်အဲကြောင့်ဒီ setting ကိုပြောင်းလိုက်ပါနော်ဒီကောင်ကိုလှုပ်ချင်းအပြင်နော်တင်က Chrome browser ကိုလုံလုံချုံချုံသုံးလို့ရမှာဖြစ်ပါတယ် okay ကျွန်တော်တို့နံပါတ်1 setting ပြီးသွားပါပြီအခုကျွန်တော်နံပါတ်2 setting ကိုပြောပြမယ်နံပါတ်2 setting ကိုလုပ်ဖို့အတွက်နော် always use secret connection ဆိုတဲ့ဟာကိုနှိပ်လိုက်ပါဒီမှာဆိုရင်ဒီ setting ကို find လိုက်ပါနော် ဒီကောင်ကိုလှုပ်ချင်းအပြင်နော်တိမ်က Chrome browser ကိုလုံးလုံးခြုံခြုံစွာတုံးလို့ရပါနော်ဒီကောင်ကို ဖွင့်ချင်းအပြင် Chrome browser ကတိမ်ကို virus ရှိတဲ့ website တွေမှာဝင်ဖို့ပြိမာမဟုတ်ပါဘူးအဲအကြောင်းဒီ setting ကိုဖွင့်ထားလိုက်ပါနော်ဒီ setting ကိုဖုန်းတိုင်းလူလူမှာဖွင့်ရမှာဖြစ်ပါတယ်ဥက္ကကျွန်တော်နံပါတ်2 setting ပြသွားပါပြီအခုကျွန်တော်နံပါတ်3 setting ကိုလည်းပြောပြမယ် Chrome browser ကနေ notification တွေဇက်တိုက်ချလာရင်လည်းတင်ဖုန်းအားအရန်ကုန်ပါတယ်နော် ဖုန်းအားအရန်စားပါတယ်ဒါ notification တွေကဖုန်းအားအရန်စားပါတယ်အဲအကြောင်း Chrome browser ကနေ notification မလာအောင် notification ပိတ်နေကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်နော် notification ကိုပိတ်ဖို့အတွက် Chrome browser ထက်ကိုဝင်လိုက်ပါ Chrome browser ထက်ကိုဝင်ပြီးနော်ကျွန်တော်ဒီမှာ line 3ခုရှိနေတော့အကောင့်ကိုနှိပ်မယ်ဒီကောင်ကိုနှိပ်ပြီးကျွန်တော် setting ကိုနှိပ်မယ် setting ကိုနှိပ်ပြီးကျွန်တော်အောက်ကိုဆွဲသွားမယ်နော်ဒီမှာ notification ဆိုတဲ့ setting ကိုနှိပ်လိုက်မယ် okay notification ဆိုတဲ့ setting ကိုနှိပ်ပြီးဒီမှာ show notification ပေါ်လာမှာဖြစ်ပါရနော် show notification point chrome browser ကနေ notification တွေ set တိုက်ချလာမှာဖြစ်ပါတယ်အဲအချောင်း show notification ကိုပိတ်လိုက်ပါဒီကောင်ကိုပိတ်ခြင်းအပြင်နော် chrome browser ကနေ notification တွေမရောက်လာတော့ပါဘူး notification တွေမကြလာတော့ပါဘူးအဲအချောင်းဒီ setting ကိုလွှတ်လိုက်ပါ okay ကျွန်တော်တို့ setting သုံးခုပြီးသွားပါပြီအခုကျွန်တော် number 4 setting ကိုလည်းပြောပြမယ် number 4 setting ကိုလုတ်ဖွဲ့တဲ့ chrome browser tag ကိုဝင်မယ်နော် chrome browser ကအဖြူရောင်ဖြင့်လဲဖုန်းအားချရှင်မခံပါဘူးအဲကြောင့် Chrome browser ကိုနော်အဖြူကနေအမန်းနေရာကိုပြောင်းရမှာဖြစ်ပါတယ်နော် light mode ကနေ dark mode ကိုပြောင်းရမှာဖြစ်ပါတယ်နော် Chrome browser ကို light mode ကနေ dark mode ကိုပြောင်းဖို့အတွက်ဒီမှာ line ၃ခုရှိတဲ့ဒီကောင်ကိုနှိပ်လိုက်ပါ setting ကိုနှိပ်လိုက်ပါ setting ကိုနှိပ်ပြီးကျွန်တော်အောက်ကိုဆွဲလိုက်ပါ ဒီမှာ dim လို့ရထားရှိအကောင်ကိုနှိပ်လိုက်ပါဒီကောင်ကိုနှိပ်ပြီးကျွန်တော်ဒီမှာ light mode dark mode ရှိနေတယ်ဆိုရင်ဒီကောင်ကို dark mode ပြောင်းလိုက်ပါနော် dark mode ပြောင်းခြင်းအပြင် chrome browser ကဖုန်းကအများကြီးမစားတော့ပါဘူးအဲအကြောင်းဒီ setting ကိုလောက်လိုက်ပါဟုတ်ကဲ့ဒီ setting ကိုပြီးပြီဆိုတော့နောက်တစ်ခု setting ကိုလည်းပြောပြမယ်ဒီ setting လည်းအရေးကြီးပါတယ် setting ကိုလို့ဖွက်ထွက် chrome browser ကိုဒီလိုကြာကြာလေးဖိလိုက်ပါပြီး app information ကိုနှိပ်လိုက်ပါ app information ကိုနှိပ်ပြီး pop app activity if and news ကို ဖွင့်လိုက်ပါနော်ဒီကောင်ကိုဖွင့်ချင်းအပြီနော် Chrome browser က form မျက်နှာပြင်ပေါ်မှာအလုံးမလုံးတော့ပါဘူး Chrome browser က form မျက်နှာပြင်ပေါ်မှာအလုံးမလုံးရင်တော့ Chrome browser က form အားအများကြီးမစားတော့ပါဘူးအဲအကြောင်းဒီ setting ကိုဖွင့်လိုက်ပါဟုတ်ပါတယ်ဒီ setting ၅ခုကိုခုချက်ချင်းလုတ်လိုက်ပါဒီ setting ၅ခုကိုလုတ်လိုက်တာနဲ့ Chrome browser ကနော် form အားအများကြီးမစားတော့ပါဘူး ခရုံးဘာသာချောင်းဖုန်းကအများကြီးခံမှာဖြစ်ပါတယ်ကက်ကနီအတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်